ဖင်လန်နဲ့ရုရှားတို့နယ်စပ်မှာတခုခုမတင်ကားစရာဖြစ်ပေါ်နေပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းကိုဆက်လက်ကျူးကျော်နေရင်အနာဂတ်ကိုအာရုံစိုက်နေပုံရပါတယ်။ဒီအနာဂတ်မှာဖင်လန်ကို ထိုးစစ်ဆင်ပြီးတော့ဆယ်စုနှစ်များစွာကဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ပါတယ်။ဖင်လန်နေနဲ့ဒီအတွက်ပြင်ဆင်ထားရမှာပါ။အခုရုရှားကသူ့နယ်စပ်နားမှာဘာတွေလုပ်နေလဲဆိုတာကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ဒါဟုကဘာကိုအသိပေးနေပြီးပူတင်က နောက်တစ်ဆင့်လှုပ်ဖို့ဆုံးဖြတ်ပြီးဖင်လန်ကို စစ်ဆင်ရေးစတင်မယ်ဆိုရင် သူ့ကိုထိတ်လန့်စရာနိုးထားမှုတစ်ခုနဲ့ရင်ဆိုင်ရစေမဲ့အလို့ဆောင်မှုတွေလည်းလုပ်နေပါတယ်။ဧပြီလ15ရက်မှာဖင်လန်ရဲ့ကာကွယ်ရေးဌာနဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဗီဇာဗတ်တနန်က German Media DW နဲ့စကားပြောရင်းဖင်လန်ကရုရှားရဲ့နေဆက်တဲ့လျှောက်စီးရေးအဆောင်အသစ်တွေအများကြီးဆောက်လုပ်နေတာကိုခြေရာခံလိုက်နိုင်နေရလို့ပြောခဲ့ပါတယ်။ဒီနိုင်ငံနယ်စပ်မြဝေထားတဲ့ဒီအဆောက်အုံတွေရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ ဗတာနန်ကရုရှားကမကြခင်ဒီနေရာမှာစစ်သားတွေပို့ထားဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ရုရှားကယူကရိန်းနဲ့စစ်ပီးသွားရင်သူတို့တပ်ဖွဲ့တွေကိုယူကရိန်းနယ်စပ်ကနေပြန်ဆုတ်ပြီးကျွန်တော်တို့နယ်စပ်ကိုလာမယ်လို့ဖင်လန်ကာဝေးအကြီးအကဲက ဂျာမန်မီဒီယာကိုပြောခဲ့ပါတယ်။သူကရုရှားကတပ်ဖွဲ့တွေ မစုဖွဲ့ခင်ကလေးကနယ်စပ်မှာပြည်ထနာတွေအများကြီးဖြစ်နေစေပြီးတော့လဲထောက်ပြပါတယ်။ရုရှားကအမြဲတမ်းနေတိုးရဲ့ပုံမှန်ငါးကိုစမ်းသပ်နေတာပါ။လူအုပ်ကြီးနဲ့စိုက်ဘာတိုက်ခိုက်မှု GPS အနောက်ရှက်တွေသတင်းမှားတွေဖြန့်ချီတာတွေနဲ့ပါလို့ဗိုလ်ချုပ်ကပြောပါတယ်။ ဒီမှာ Vatanen ကပြောတဲ့ပုံမငါဆိုတာက NATO ရဲ့ပြည်ရင်ရဲ့အဓိကအချက်ဖြစ်တဲ့ဘူပေါင်းကာကွယ်ရေးမဟာမိတ်ရဲ့အချက်ပါပုံမငါအရ NATO အဖွဲ့ဝင် တနိုင်ငံကိုတိုက်ခိုက်မှုဟာအဖွဲ့ဝင်အားလုံးကိုတိုက်ခိုက်တာနဲ့အထူးတူပဲလို့သတ်မှတ်ပါတယ်။ဒါကိုတရားအထွတ်အားလုံးအားလုံးအထွတ်တရားဆိုတဲ့မဟာဗျူဟာလို့စဉ်းစားကြည့်ပါ NATO ရဲ့ရန်သူက အဖွဲ့တစ်ခုလုံးရဲ့ဒေါသကိုရင်ဆိုင်ရမှာပါရုရှားကအဖွဲ့ဝင်တအူးချင်းကိုတိုက်ခိုက်ခြင်းရင်ဒီပုံမငါရဲ့ ဲ့ကန့်သက်ချက်တွေကိုသူ့ရဲ့လက်တလောလုံးရက်တွေနဲ့တွန်းအားပေးနေပါတယ်။အခု Voltuden ရဲ့ပြောကြားချက်အရရုရှားကနယ်စပ်မှာရုရှားတပ်ဖွဲ့တွေတက်ဆွဲဖို့အသုံးပြုနိုင်တဲ့စစ်ပစ္စည်းအစ်စ်တွေတည်ဆောက်နေပါတယ်။စစ်ပွဲအတွင်းစစ်သား1000လောက်တက်ဆွဲထားပြီးအရန်တရင်4ရင်းလောက်ရှိရလို့သူကပြောပါတယ်။အခုရုရှားကအဆောင်အသစ်တွေစောင့်နေတာကို တွေ့ရပြီးမကြခင်ဒီနေရာမှာတပ်ဖွဲ့တွေပို့ထားနိုင်မယ်လို့လည်းဆိုပါတယ်။ သူပြောတဲ့အတိုင်းရလဒီကတော့မကြခင်နေဆက်မှာပူတင်ကယူကရိန်းကိုကျူးကျော်ခင်ကထက်တပ်ဖွဲ့တွေပိုများလာမှာပါဒါကဖင်လန်အတွက်စိုးရိမ်စရာကြီးတစ်ခုပါဒီစိုးရိမ်မှုကတပ်ဖွဲ့တွေပိုလာတာတင်ကြောင့်မဟုတ်ပါဘူးဒါကရုရှားရဲ့နေဆက်လုံရှားမှုရဲ့ပထမဆုံးဥပမာမဟုတ်တာကြောင့်လည်းဖြစ်ပါတယ်2023ခုနှစ်စက်တင်ဘာလစီကို ပြန်ကြည့်ရင်နေဆက်မှာစုဖွဲ့မှုတွေရှိနေပြီဆိုတော့တက်တွေတွေထွက်ပေါ်နေခဲ့ပါတယ်အဲဒီလမှာ ဝေရလိုင်းကဂျိုရုတပ်ပုံတွေရရှိခဲ့ပြီးရုရှားကဖင်လန်နဲ့ကွဲကွာနေတဲ့ဒေါ်ရဲမှာအဆောက်အုံကြီး၃ခုကိုအလျင်မြန်ဆောက်လုပ်ခဲ့တယ်ဆိုတာကိုပြသခဲ့ပါတယ်။အဲဒီအခြေစိုက်စခန်းတွေကဖင်လန်နယ်စပ်ကနေ32မိုင်မဲဝေးတဲ့အာလိုကီတီစခန်းနဲ့နှီးကပ်နေပြီးတော့အခုဆိုရုရှားရဲ့80မြောက်အသီးသားအာတိတ်မော်တော်ရိုင်ဖယ်ချက်ရင်နဲ့အင်ရှင်အဖြစ်ပြောင်းလဲသွားပါတယ်။ ဝါရီလီက2023မှာနေဆက်ကနေ108မိုင်အောင်အကွာမှာရုရှားကစစ်ရေးတုံလောင်ရုံအသစ်တစ်ခုလဲဆောင်းလုပ်ခဲ့တယ်လို့ဆိုပါရယ်ဒီတိဆောင်းမှုကရုရှားကစခန်းတွေကိုအ мян ဖန်တီးဖို့စတင်သုံးတဲ့တိဆောက်ပုံအသစ်တစ်ခုကိုပြသခဲ့ပါရယ်သူတို့ကပေါ်ပါတဲ့သတ္တုပေါင်းတစ်ခုကိုတိဆောက်ပြီးအဆောက်အုံထဲမှာပါထည့်ထားလဲဆိုတာကိုဖုံးကွယ်ဖို့ပလတ်စတစ်ဖုံးထားတဲ့အမိုးတင်ပါရယ်ဒီလိုတိဆောက်ပုံက ရန်သူရဲ့ဒုံးကြီးတွေဓမ္မမဟုတ် drone တွေကိုတားဆီးနိုင်လောက်အောင်ခိုင်ခံ့မှုမရှိပါဘူး။ဒါပေမဲ့ရုရှားနဲ့စစ်ပွဲမဖြစ်နိုင်မဲ့နိုင်ငံကိုချိန်ချောက်ဖို့ဆိုရင်ပူတင်ရဲ့အမြဲတမ်းချိန်ချောက်မှုဖန်တီးဖို့ရည်ရွယ်ချက်အတွက်အကောင်းဆုံးပါ ဒေသအုံတွေစတင်တည်ဆောက်ပြီးကြတဲ့ရုရှားကဧရိယာ13500စတူယန်ပေနီးပါးရှိတဲ့ဘန်ကာအသစ်တစ်ခုဆောင်းလုပ်ခဲ့ပါတယ်။ဒါကအတန်ကျကရင်90အထိထားနိုင်လောက်တဲ့အရွယ်ပါ။စည်ရေးပစ္စည်းတွေပြုပြင်ဖို့အသုံးပြုနိုင်တဲ့အဆောက်အုံတစ်ခုနဲ့ဖင်လန်နယ်ဆက်မှာစုဖွဲ့ဖို့ရည်ရွယ်ထားတဲ့စစ်သားတွေနေထိုင်နိုင်တဲ့တဲစခန်းတစ်ခုကိုလည်းဆောင်းလုပ်ခဲ့ပါတယ်။ဒါရီအားလုံးကဗက်တာနန်ပြောတဲ့အတိုင်းရုရှားမှာရဆက်ကျန်းကျုပ်တဲ့အစီအစဉ်တွေရှိနေတယ်ဆိုတဲ့လက္ခဏာ ာတွေပါအခုအချိန်မှာဒီအဆောက်အုံတွေထဲမှာတင်ထားတဲ့တပ်ဖွဲ့တွေနဲ့ပစ္စည်းတွေကရှူဂရင်းအတွက်ရည်ရွယ်ထားပုံရပါတယ်ဒါပေမဲ့အရင်စပွဲကပူတင်ရဲ့အချိုးအတွက်ပြီးဆုံးသွားမယ်ဆိုရင်ဒီအဆောက်အုံတွေကရိုးရိုးလေးပြောက်ွယ်သွားမှာမဟုတ်ပါဘူးစစ်သားတွေနဲ့ပစ္စည်းတွေနဲ့အတူဆက်ရှိနေပြီးတော့ဖင်လန်ကိုချင်းချမှုအဖြစ်ထိရှိနေမှာပါဒါအပြင်ပူတင်ကရှူဂရင်းထဲမှာသူ့ဩဇာကိုချဲ့ထွင်တာနဲ့မကျေနပ်ဘူးဆိုရင်ဒီနယ်စပ်အဆောက်အုံတွေကဥရောပတွေကိုပုံနဲ့ဆိုင် င်းနဲ့ကျူးကျော်မှုရဲ့အစပိုင်းအဖြစ်ဖြစ်လာနိုင်ပါတယ်။အဲဒီကျူးကျော်မှုကဖင်လန်ကနေစတင်နိုင်ပါတယ်။ပူတင်ကဖင်လန်နဲ့စစ်ပွဲကိုစတင်ပြီးသားလို့ငြင်းခုန်နိုင်ပါတယ်။အနည်းဆုံးရိုးရာမဟုတ်တဲ့နယ်ပယ်မှာတော့ဖြစ်ပါတယ်။ဒီနေဆက်စူးဖွဲမှုတွေအပြင်ဗာတာနန်ကလူအုပ်ကြီးနဲ့ရွှေပြောင်းမှုစိုက်ဘာတိုက်ခိုက်မှုတွေနေဆက်တလျှောက် GPS အနောက်ရှက်တရားပုံမထင်ရှားလာနေရလို့ထောက်ပြခဲ့ပါတယ်။ဂျာရီအားလုံးက hybrid စစ်ပွဲရဲ့ပုံစံတွေဖြစ်ပြီးတော့ပူတင်ကသူပြစ်မှတ်ထားတဲ့နိုင်ငံတွေကိုအားနည်းစေဖို့သုံးတဲ့ကိရိယာတွေဖြစ်ပါတယ်။ ရွှေပြောင်းနေထိုင်မှုကဖင်လန်အတွက်အထူးပြဿနာတစ်ခုပါ2024ဧပြီလမှာဖင်လန်ကရုရှားရွှေပြောင်းနေထိုင်သူအားလုံးကိုနေဆက်ပိတ်ထားမယ်လို့အကန့်အသတ်မရှိကြညာခဲ့ပါတယ်ဒီဆုံးဖြတ်ချက်က2024ပထမနှစ်ဝက်အတွင်းနေဆက်ပိတ်ဖွင့်နေအကြိမ်ကြိမ်လုပ်ခဲ့ပြီးမှထွက်ပေါ်လာတာပါဒါကဖင်လန်နေနဲ့မလုံချင်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးလိုအပ်ချက်ကြောင့်သာလုပ်ခဲ့ရတာပါဘာကြောင့်လဲဆိုရင်ရုရှားကရွှေပြောင်းသူတွေကိုကရိယာအဖြစ်သုံးပြီးဖင်လန်ကိုထိခိုက်အောင် ောင်လုပ်နေလို့ပါဖင်လန်ရဲ့ပြည်ထောင်စုဝန်ကြီးမယ်ရီရက်တန်နန်ကဒီနိုင်ငံရဲ့ဆုံးဖြတ်ချက်ကိုရှင်းပြရင်ဖင်လန်အာဏာပိုင်တွေကဒါကိုရည်ရှိအခြေအနေတစ်ခုအဖြစ်မြင်တယ်လို့ပြောပါတယ်ဒီຫນွေဦးမှာအခြေအနေကတိတာစွာပြောင်းလဲသွားတယ်လို့ကောက်ချက်ချမဲ့ဘာမှမတွေ့ခဲ့ရဘူးလို့ဆိုပါတယ် တနည်းအားဖြင့်ရုရှားကဖင်လန်စီကိုရွှေပြောင်းသူတွေလှိုင်းလိုင်းပို့နေတော့မဲဆိုတာကြောင့်နယ်စပ်ကိုအပြီးသက်ပိတ်ထားရတာပါ။လာပိုင်းအကြာမှာဖင်လန်ကတရံဝင်ဥပဒေတစ်ခုအတည်ပြုလိုက်ပြီးရုရှားကလာတဲ့ခိုလုံခွင့်တောင်းသူအားလုံးကိုနယ်စပ်မှာပိတ်ပင်နိုင်တဲ့အခွင့်အာဏာကိုနယ်စပ်ဆောင်တပ်ဖွဲ့တွေကိုပေးအပ်ခဲ့ပါတယ်။ဒီလိုရှားမှုကရုရှားကနေလူထောင်သုံးကျော်ဖင်လန်ကို ရောက်လာပြီးမှထွက်ပေါ်လာတာပါ။ဒီရွှေပြောင်းသူတွေကအများစုက ဆိုမာလီယာနဲ့ဆီးရီးယားလိုနိုင်ငံတွေကလာကြတာပါပုံမှန်အားဖြင့်ဒီလူတွေကိုရုရှားကပြောင်းရွှေ့ဖို့ဆွဲဆောင်ပြီးဖယ်လာရုစ်ကနေဖင်လန်စီကိုပို့လွှတ်ပါတယ်ဒီဥပဒေကိုမဲ168မဲနဲ့32မဲနဲ့အတည်ပြုခဲ့တာဖြစ်ပါတယ် ရုရှားကတော့ဒီရွှေပြောင်းမှုနောက်ကွယ်မှာရည်ရွယ်ချက်မရှိဘူးလို့ဆိုပေမဲ့ဖင်လန်ကပိုတည်ပါတယ်။ရုရှားကထိမရတဲ့လူအုပ်ကြီးရွှေပြောင်းမှုနည်းဖြူဟာတွေကို သုံးပြီးဒုက္ခသည်တွေကိုဥရောပတွေကိုအလုံးရင်းနဲ့တွန်းပို့နေပါတယ်။ Hoover Institution ကဒီနည်းပြဟာရီဟာရုရှားပြစ်မှတ်ထားတဲ့နိုင်ငံတွေမှာလက်ရာစွန်းနဲ့ရွှေပြောင်းနေထိုင်သူစန့်ကျင်တဲ့အမြင်တွေတိုးပွားလာစေလို့ဆိုပါတယ်။ဒါကလက်နက်အဖြစ်သုံးတဲ့အစိပ်ပိုင်းတစ်ခုပါ။ရုရှားကရွှေပြောင်းမှုကိုလီဗာအဖြစ်သုံးပြီးနိုင်ငံအရေးဖြစ်ပေါ်တဲ့ရှုပ်ထွေးမှုတွေကိုဖန်တီးကအဲဒီနိုင်ငံတွေကိုပူတင်ရဲ့ရေမှန်းချက်တွေကိုစန့်ကျင်ဖို့ထိရောက်မှုနည်းတဲ့ပြိုင်ဘက်တွေအဖြစ်ခြေလှယ်နိုင်ဖို့မျှော်လင့်ပါတယ်။ ဖင်လန်ရဲ့ကိစ္စမှာရုရှားကရွှေပြောင်းသူတွေစီးဝင်မှုကိုတားဆီးဖို့ဥပဒေသစ်တွေအတည်ပြုလိုက်တဲ့ဆုံးဖြတ်ချက်ကအော်ရောပါတမကအီးယူအတွင်ဝေဖန်မှုတချို့ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါကပူတင်လိုချင်တဲ့အတိအကျခွဲထွက်မှုပါဖင်လန်ကအပြေးဝထိန်းချုပ်တဲ့ပြဿနာတစ်ခုမှတောင်ခွဲထွက်မှုဖြစ်ပေါ်တာကပုံမရှုပ်ထွေးမှုတွေကိုသာဖန်တီးပေးပါတယ်။ရုရှားကသူ့ရဲ့ရွှေပြောင်းနေထိုင်မှုနေပြူဟာတွေနဲ့ခိုင်မာတဲ့နိုင်ငံရေးတမကကိုအားနည်းစေပါတယ်။ဒါက ဖင်လန်ကိုနေဆက်ကာဝယ်ဖို့နဲ့အီယူမဟာမိတ်တွေကိုပျော်ရွှင်အောင်ထားဖို့ဆိုတဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတွန်းအားပေးပါတယ်။ဖင်လန်ရဲ့နေဆက်ခိုင်မာမှုကို ထိခိုက်စေဖို့ရုရှားလုပ်နေတဲ့တခြားအရာတွေလည်းရှိပါတယ်။ဗက်တန်နန်ကစိုက်ဘာတိုက်ခိုက်မှုတွေကိုဖော်ပြခဲ့ပြီးတခြားဖြစ်စီမှုနဲ့အနောက်ရှက်ပြီးတဲ့လုံရက်တွေကိုလည်းဒီအမျိုးအစားနဲ့ထည့်နိုင်ပါတယ်။2024ခုနှစ်အောက်တိုဘာလမှာဖင်လန်ရဲ့ထောက်လှမ်းရေးဌာနတွေက ယူရိုအတ္လန်တိတ်ဒေသတလွားမှာရုရှားပါဝင်နေတဲ့ရန်လိုတဲ့လှုပ်ရှားမှုတွေတိတိတသာမြင့်တက်လာတယ်လို့သတင်းပို့ခဲ့ပါတယ်။ အမည်အရင်ဖော်ပြခဲ့တဲ့ရွှေပြောင်းနေထိုင်မှုအပြင်ဒီလုံရှောင်းမှုတွေထဲမှာထက်ခါတလဲလဲစိုက်ဘာတိုက်ခိုက်မှုတွေမက်စကိုနဲ့ဆက်ဆက်နိုင်တဲ့မီရှိုဖျက်ဆီးမှုတွေတောင်ပါဝင်ပါတယ်။ဖင်လန်ရဲ့ပို့ဆောင်ရေးဆက်သွယ်ရေးနဲ့ပြည်ထောင်ဝင်ကြီးလူလူရက်တန်နန်ကအဲ့ဒီအချိန်မှာပြဿနာကိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့အနောက်ရှက်တွေဖြည့်ဆည်းမှုတွေပြည့်စည်မှုအမျိုးမျိုးကရိယာအဖြစ်သုံးတဲ့ရွှေပြောင်းမှုတွေနဲ့တခြားအရာတွေကိုရင်ဆိုင်နေရတယ်လို့သူမကပြောပါတယ်။ဒီလောရဲ့ဒီနောက်ွယ်မှာ ဘသူရှိလဲဆိုတော့အရတားနဲ့စစ်ဖက်ထောင်လန်းကြီးတွေရဲ့တရင်အချက်လက်တွေအရရုရှားကိုရှင်းရှင်းလင်းလင်းညွန်ပြနေရလို့ဆိုပါတယ်။စိုက်ဘာလုံခြုံရေးပိုင်းမှာတော့ ဖင်လန်က2022ကနေ2024အတွင်းအကြီးစားတိုက်ခိုက်မှု10ကြိမ်နဲ့ရှင်ဆိုင်ခဲ့ရပါတယ်။ဒီတရအများစုကရုရှားနဲ့ဆက်ဆက်နိုင်ပါတယ်။ဥပမာအနေနဲ့2023 April လမှာ No Name 057 Sisting လို့ခေါ်တဲ့ရုရှားထောက်ခံတဲ့ဟက်ကာအဖွဲ့ကဖင်လန်ပါလီမန်ဝက်ဘ်ဆိုက်တွေကိုထိခိုက်စေတဲ့အကြီးစား hacking ထိုးစစ်တစ်ခုကိုစတင်ခဲ့ပါတယ်။ဒါကဖင်လန်က NATO အဖွဲ့ဝင်ဖြစ်လာပြီးချက်ချင်းပဲဖြစ်ခဲ့တာပါ။ အမည်မသိဟက်ကာတွေကလည်းလုံခဲ့တဲ့နှစ်အနေနဲ့အတွင်းဖင်လန်ကို distributed delay of service D2S တိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုံးဆောင်ခဲ့ပါတယ်။ D2S တိုက်ခိုက်မှုဆိုတာဟက်ကာတယောက်က website တစ်ခုကိုဖြစ်နိုင်သမျှရင်းမြစ်တွေကနေအသွားလာတွေနဲ့လွှမ်းမိုးပြီး cyber ကိုပိတ်ပြဲကတရားဝင်အသုံးပြုသူတွေဝင်ရောက်မရအောင်လုပ်ကြပါ။2024 February မှာစတင်ခဲ့တဲ့တိုက်ခိုက်မှုတစ်ခုက အရင်ဧပြီလကဖင်လန်ပါလီမန်ဆိုင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဟက်ကာအဖွဲ့နဲ့ဆက်ဆက်နေရလို့ခြေရာခံတွေ့ရှိခဲ့ပါတယ်။ တခြားတိုက်ခိုက်မှုတွေတင်းမှာဥပမာဘန်နာယီပလက်ဖောင်း RAF ကိုညှိနှိုင်းတိုက်ခိုက်မှုမှာအမည်မသိဟက်ကာတွေကဒေါ်လာ3.3တန်းသန်းခိုးယူခဲ့ပါတယ်။အတူတူနေနဲ့ဖင်လန်မှာစိုက်ဘာလုံခြုံရေးပြဿနာရှိနေပြီးဒါကရုရှားကအဓိကရင်းမြစ်ဖြစ်နေပုံရပါတယ်။ဒါဟာရွှေပြောင်းနေထိုင်မှုပြဿနာနဲ့မကြသေးခင်ကနေဆက်မှာစီးရီးစုဖွဲ့မှုတွေနဲ့လည်းထပ်တူကြပါတယ်။ Vertanen ကဖော်ပြခဲ့တဲ့ GPS အနောက်ရှက်ပေးမှုတွေလည်းရှိခဲ့ပါတယ်။ Retanen ကဒီလိုမျိုးတိုက်ခိုက်မှုတွေကိုထောက်ပြခဲ့ပြီးတော့ရုရှားကပင်လယ်နဲ့ဝင်ဟင်ခြေရာခံမှုတွေကိုပြင်းထန်ထားဖို့တုံ့နယ်လို့လည်းဆိုပါတယ်။ Wireley ကလည်း2022ခုနှစ်ဖေဖော်ဝါရီကစပြီးတော့ဖင်လန်ကိုဒီလိုတိုက်ခိုက်မှုတွေတိတိတသားများလာတယ်လို့အမှတ်တမ်းတင်ထားပါတယ်။ဒီမှာလည်းရုရှားကအဓိကတရက်ခန့်အဖြစ်တန်တရားရှိခဲ့ရပါတယ်။ ီးပြဿနာကအခြေတဝင်းဖြစ်နေလို့ဖင်လန်ရဲ့အရှိတ်ချန်ရုရှားရဲ့နေဆက်ချင်းဆက်နေတဲ့နေရာက လေဆိပ်သုံးခုဟာလေယာဉ်တွေစဉ်သက်ဖို့ရေဒီယိုသွားလာရေးစက်ပစ္စည်းတွေကို ပြန်သုံးနေရပါတယ်။အနေရောင်ပင်လယ်ကိုဖျက်တမ်းနေတဲ့ဖင်လန်သင်္ဘောတချို့မှာလည်းသူတို့ရဲ့သွားလာရေးစနစ်တွေချုပ်ရင်းမှုတွေကြုံတွေ့ကြရပါတယ်။ဒီချုပ်ရင်းမှုတွေကအန္တရာယ်ရှိပါတယ်။သင်္ဘောတွေကိုရည်ရွယ်ချားတဲ့လမ်းကြောင်းကနေသွေဖယ်သွားစေပြီးမတော်တဆမှုတွေဖြစ်ပေါ်နိုင်ခြင်းမြင့်တက်စေပါတယ်။ မတော်တဆမှုမဖြစ်သေးပေမဲ့ရုရှားကဒီလိုနီပြူဟာတွေကိုသုံးနေတာကပူတင်ကဖင်လန်နဲ့စစ်ပွဲတွေမှာရှိနေပြီလို့ယုံကြည်နေတယ်ဆိုတဲ့လက္ခဏာပါ။နေဆက်မှာစည်ရေးအဆောင်အုံတွေနောက်ဆုံးစုပွဲမှုကတော့နှစ်ပေါင်းများစွာဆက်လက်လှုပ်ဆောင်နေတဲ့ထိုးစစ်ရဲ့နောက်ဆုံးတိုးချဲ့မှုတစ်ခုပါ။ဖင်လန်ကအနေအဆုံး DGPS အနောက်ရှက်ပြီးမှုပြဿနာကိုတံပြန်ဖို့ကြိုးစားနေပါတယ်။ဖင်လန်ရဲ့အမျိုးသားမျိုးရစစ်တမ်းဌာနကသူတေတီတွေက အနောက်ရှက်ပေးမှုချိုးပန်းမှုတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မဲ့စက်တစ်ခုကိုတီထွင်နေတယ်လို့ဆိုပါတယ်ဒီစက်ကထိခိုက်ခံရတဲ့သင်္ဘောတွေနဲ့လေရင်တွေကိုသတိပေးနိုင်မှာဖြစ်ပြီးအနောက်ရှက်တိုက်ခိုက်မှုရဲ့မူလရင်းမြစ်ကိုဖင်လန်ကိုသတိပေးနိုင်ပွဲရှိပါတယ်ဒါပေမဲ့ဒီစက်ကအခုထိမရနိုင်သေးပါဘူးဆိုလိုတာကဖင်လန်နေနဲ့ဒီစက်ရောက်လာတဲ့အချိန်အထိဒီအနောက်ရှက်ပေးမှုတွေကိုဆက်လက်ခံစားရအောင်ပါပါရုရှားကအနေဆက်စုပွဲမှုတွေနဲ့ hybrid စစ်ပွဲနည်းပြဟာတွေနဲ့ ဖင်လန်ကိုချိန်ချောက်မှုတစ်ခုအဖြစ်ပြောင်းလဲနေတာရှင်းရှင်းလင်းလင်းပါဒါပေမဲ့ဒါရီကိုဘာကြောင့်လုံနေရတာလဲဖင်လန်ရဲ့နေတိုးရဲဝင်ရောက်ဖို့ဆုံးဖြတ်ချက်ကပူတင်ရဲ့ဖင်လန်နဲ့ပြဿနာမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်ရုရှားကောင်းဆောင်ကဖင်လန်နဲ့ဆက်နေနေကတဲ့ လီနန်ဂရက်စစ်ဘက်ခရင်ကိုဖန်တီးခဲ့တယ်လို့နေတိုးဆုံးဖြတ်ချက်ရဲ့ချက်ချင်းနောက်ဆက်တွဲအနေနဲ့ကြေညာခဲ့ပါတယ်။တောင်အပေါ်ပြီးတော့ပြင်းထန်တဲ့နေဆက်စုဖွဲ့မှုတွေရဲ့အစာပြိုးချက်ဖြစ်ခဲ့ပြီးအဲ့ဒါကိုကျွန်တော်တို့တွေတွေ့မြင်ခဲ့ရပါတယ်။ဟုတ်ပါတယ်ပူတင်ကသူ့လောက်ရက်တီဟာဖင်လန်ရဲ့နေတိုးဆုံးဖြတ်ချက်ကြောင့်လှုပ်ဆော်ခင်ရတာမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။ဖင်လန်ကပူတင်ရဲ့လှုပ်ရှားမှုတွေကိုတံပြန်ဖို့သူ့ရဲ့လှုပ်ဆောင်မှုတွေအများကြီးနဲ့တုံ့ပြန်နေပါတယ်။ဒါကရုရှားကောင်းဆောင်ကိုဖင်လန်ဟာသူ့ရဲ့ဆန္ဒအတိုင်းချင်း ချောက်လို့လက်အောက်ခံမှာမဟုတ်ဘူးဆိုတာပြသဖို့ပါဖင်လန်ရဲ့လှုံ့ဆော်မှုတစ်ခုကတော့ရုရှားရဲ့ရန်လိုမှုတွေအများကြီးကိုစတင်စေခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့နေတိုးရဲဝင်ရောက်ဖို့ဆုံးဖြတ်ချက်ပါဒါကဖင်လန်ကပေါပေါပပလုပ်ခဲ့တဲ့ရွေးချယ်မှုမဟုတ်ပါဘူးဆယ်စုနှစ်များစွာကတည်းကဖင်လန်ဟာကမ္ဘာရေးရအများစုမှာဗမ်းမလိုက်တဲ့ရည်တည်မှုကိုထိန်းသိမ်းထားခဲ့ပါတယ်ဒါကဒုတိယကမ္ဘာစစ်ပြီးခဲ့တဲ့ကဖင်လန်လူမျိုးတွေလိုက်နာရပြီဒါပေမဲ့ပူတင်ရဲ့ယူကရိန်းနဲ့ရလုံရဲ့တွေကဖင်လန်ကို ီလန်အကြောင်းကိုပြောင်းလဲဖို့ထွန်းအားပေးခဲ့ပါတယ်ဖီလန်အရင်ဝင်ကြီးချုပ်အလက်ဇန်ဒါစတော့ကပူတင်ကယူကရိန်းနယ်စပ်ကိုဖျက်ဆော်လိုက်တဲ့အချိန်မှာဖီလန်ရဲ့နေဒိုးရဲဝင်ရောက်ဖို့ဆုံးဖြတ်ချက်ဟာအပြီးသက်ဖြစ်သွားပြီလို့ရှင်းလင်းပြောခဲ့ပါတယ်။ဖီလန်မှာရုရှားနဲ့ရှေ့လျားရဲ့တမိုင်းရှိပါတယ်။1939နောက်ပိုင်းမှာဒုတိယကမ္ဘာစစ်စတင်ချိန်မှာဆိုဗီယက်ယူနီယံက ဖင်လန်နယ်မြေကိုကျူးကျော်ခဲ့ပူပါရယ်အပြေးဝသိမ့်ပိုက်ခံရမှုကိုရှောင်ရှားဖို့ဖင်လန်ဟာသူ့နယ်မြေရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုဆိုဗီယက်တွေကိုလွှဲပေးခဲ့ရပါရယ်ပူတင်ရဲ့ယူကရိန်းနဲ့အလုံးရဲ့တွေက ရုရှားရဲ့ချဲ့ထွင်ဝါရကိုကြောင်းမက်ဖွယ်သတိပေးချက်အဖြစ်လှုံ့ဆော်ခဲ့ပါတယ်။နေတိုးထဲဝင်ရောက်ဖို့ဆိုတာတဘာဝကြတဲ့အုံပြင်မှုပါ။ပူတင်အတွက်ပူဆိုးတာကဖင်လန်ကနေတိုးထဲမှာ အရေးအတွက်ဖြစ်ဖို့တသက်ဝင်ရောက်တာမဟုတ်ပေ။မရိကဒီတိန်ပြင်သစ်လိုအင်အားကြီးတဲ့အခွင့်အဝင်တွေကိုအားပိုးပြီးတော့ကာကွယ်ဖို့လည်းမဟုတ်ပါဘူး။ ဖင်လန်ကအလွန်တက်ကြွတဲ့အခန်းကဏ္ဍကိုရှုထားပါတယ်။ BBC ကအမှတ်ချက်ပြုထားသလိုဖင်လန်ကနှင်းစင်လူ2000ကိုစစ်မှုထမ်းဖို့စုဆောင်ပြီးအရန်တက်ဖွဲ့9သိန်းရှိပါတယ်။စစ်ချိန်မှာဒါအတက်ကြွတဲ့စစ်တပ်2သိန်း7000ရှိတဲ့နိုင်ငံတနိုင်ငံအဖြစ်ပြောင်းလဲသွားပါတယ်။ရုရှားထက်တိတိတတနေပေမဲ့လေးစားထိုက်တဲ့တိုက်ပွဲဝင်နိုင်ဖို့လုံလောက်ပါတယ်။ဖင်လန်က1994ခရဲကနေတိုးရဲ့မိဖက်အဖြစ်ရည်တည်ခဲ့ပြီးအဖွဲ့ဝင်ဖြစ်လာတာက လူတို့အများစု ုရဲ့ထောက်ခံမှုနဲ့ဖြစ်ပါတယ်။ Wilson Center ရဲ့အဆိုအရ68ရာခိုင်နှုန်းကဒီဆုံးဖြတ်ချက်နဲ့ပြောင်းရွှင်ကြတယ်လို့ဆိုပါတယ်။ အဖွဲ့ဝင်ဖြစ်တဲ့ပထမနှစ်မှာဖင်လန်ဟာနေတိုရဲ့အကြံပြုထားတဲ့ပြည်ရင်းအသုံးစရဲ့နေရာကိုင်းလုံးကို ကာကွယ်ရေးအတွက်သုံးဆွဲဖို့စံနှုန်းကိုကျော်လွန်ခဲ့တဲ့နေတိုအဖွဲ့ဝင်နေငယ်တွေကတခုဖြစ်ပါတယ်။2024မှာဖင်လန်ကသူ့ရဲ့ GDP ရဲ့1.3%ရာခိုင်နှုန်းကိုကာကွယ်ရေးအတွက်သုံးဆွဲခဲ့ပါတယ်။ဖင်လန်ကနေတိုရဲ့ Nordic ဌာနခွင့်ဖြစ်တဲ့ Stefax defender စစ်စင်ရေးကိုလက်ခံကျင်းပရာမှာအ धिक အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါကဆယ်စုနှစ်များစွာအတွင်းမှာ NATO ရဲ့အကြီးမားဆုံးစီးရီးလေးခြင်းမှုဖြစ်ပါတယ်။ဒါအပြင် ဖင်လန်ကအရေးကြီးတဲ့အစည်းအဝေးတွေမှာတက်ရောက်နေပြီးနေတိုးအဖွဲ့ဝင်တွေဦးဆောင်တဲ့စိုက်ဘာလုံခြုံရေးတင်နန်းတွေမှာလည်းပါဝင်နေပါတယ်။အထူးအကျုံးအနေနဲ့ဖင်လန်ကနေတိုးကိုသူ့ရဲ့တက်နိုင်သမျှပါဝင်လုံဆောင်ဖို့ရည်ရွယ်ချက်ကိုသိစေဖို့တရားလုံဆောင်နေပါတယ်။ပိုတရတာအိုအာယုံဆိုင်နေပြီး သူလုံနိုင်တာကဖင်လန်ရဲ့နေတိုးမဟာမိတ်တွေနဲ့ဆက်ဆံရေးပိုခိုင်မာလာတာကိုသူ့ရဲ့ချင်းချောင်းမှုတွေနဲ့စည်ရင်းစုပွဲမှုတွေအဖြစ်ကြီးနေုံပဲဖြစ်ပါတယ်။ကာကွယ်ရေးအသုံးစရိတ်ကလည်းဖင်လန်ကသူ့နယ်မြေကိုကာကွယ်ဖို့ အလေးနဲ့ထားတယ်ဆိုတာကိုရုရှားကိုပြသတဲ့နယ်ပယ်တစ်ခုပါဖလန်က2025ခုနှစ်ကနေ2029ခုနှစ်အထိနှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြင့်မယ်လို့ကတိပြုထားပြီးနောက်ဆုံးနှစ်မှာ GDP ရဲ့300ခန့်လုံးအထိရောက်ရှိမှာပါဒါကလာမယ့်ဆယ်စုနှစ်အတွင်းနိုင်ငံရဲ့ကာကွယ်ရေးအတွက်ထက်ဆောင်ဒေါ်လာ30ဘီလီယံလောက်ထည့်သွင်းမှုဖြစ်ပါတယ်နှစ်စဉ်ကာကွယ်ရေးအတွက် ဒေါ်လာ1 trillion နီးပါးသုံးစွဲနေတဲ့ American နဲ့နိုင်ရင်တော့မများပုံ ပေါက်ပေးမယ်။ Finland လိုနိုင်ငံငယ်အထွက်ကတော့ဒါကကြီးမားတဲ့အသုံးစရိတ်ကတိကဝတ်ပါ။ဒီ budget တိုးမြင့်မှုအပြင် ဖင်လန်က Outworld Convention ကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီ convention ကလူတူဦးချင်းကိုပြတ်မှတ်ထားတဲ့အမိုင်းတွေအသုံးပြုမှုကိုပိတ်ပင်ထားတာပါ။ဆိုလိုတာကဖင်လန်ရဲ့နှုတ်ထွက်မှုကရုရှားနဲ့နေဆက်ကိုကာကွယ်ဖို့သူလုံထားတဲ့နီလန်းတွေတရားတစ်ခုကိုညွန်ပြနိုင်ပါတယ်။နေဆက်နောက်ကွယ်မှာမိုင်းတွေထောင်ထားတာကကျူးကျော်လာတဲ့ရုရှားတပ်ဖွဲ့ကိုတိတာတဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။အနည်းဆုံးတော့ဒါကရုရှားတပ်ဖွဲ့ကိုနှိကွေးသွားစီမှာဖြစ်ပြီးတော့ဖင်လန်ကိုပြင်ဆင်ဖို့အချိန်ပိုပေးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်